ဗဒုမုဒ္ဒရာမြတ်စွာဘုရားကကဘာတသိန်းလုံးကပြောခဲ့တဲ့မိန့်ကြားခဲ့တဲ့စကားဘာဝေဟိဗုဒ္ဓံနှုတ်တတိဗုဒ္ဓံနှုတ်တတိကိုပွားပါတဲ့ဘာဝနာနမနုဒ္ဒရာဘာဝနာတွေထဲမှာ အမြတ်ဆုံးဘာဝနာဖြစ်ပါတယ်ဧတံတတိံဘာဝရိတ်တော်ဟာနအဲ့ဒီဗုဒ္ဓံတို့တတိဘာဝနာကိုပွားရင်တဲ့ ုရိယိတ္တိမာနတံကိုဖြစ်ချင်တာတွေအလုံးဖြစ်ပါလိမ့်မယ်ဒီရပွားတော်ကြီးကိုကြည့်ပြီးတော့လက်အုပ်ချီလိုက်တဲ့လူတသိန်းဆိုရင်အဲ့ဒီလက်အုပ်ချီတဲ့လူတသိန်းရဲ့တဏ္ဍာမှာဖြစ်ပွားသွားတဲ့ကုသိုလ်ကောင်းမှုတော့များမနဲ့စဉ်းစားကြည့်လူတသန်းလက်အုပ်ချီထိုတသန်းရဲ့တဏ္ဍာမှာတတင်ကတခဏပဲဖြစ်ဖြစ်စေကုသိုလ်စိတ်တုပ္ပတ်တွေဖြစ်ပါအဲ့ဒီကုသိုလ်စိတ်တုပ္ပတ် အနည်းဆုံးနတ်ပြည်ကိုရောက်စေနိုင်တယ်သို့မဟုတ်ကောင်းသူတွေတခုကိုရောက်စေနိုင်တယ်ကုသိုလ်မျိုးတွေပါဒီပြုမုဒ္ဒရာမြတ်စွာဘုရားကသာအကောင်းဆုံးသောဘာဝနာဖြစ်လို့ بوا ပါလို့ပြောတာလားလို့ဆိုမဟုတ်ဘူးကောရမမြတ်စွာဘုရားကိုယ်တိုင်ကဘုရားနုတတိနဲ့ပတ်သက်ပြီးတော့ဟောထားတာလေးအများကြီးရှိဘုန်းကြီးတို့တွေဘုရားနုတတိကို ဘာဝနာတွေထဲမှာเนาะ بوا မြတ်မိဖို့အမတားမှာအရေးကြီးတယ်ဟုတ်ဘုရားကိုအာယုံပြုတဲ့တတိကလေးဘုရားရဲ့ဂုံကိုအာယုံပြုတဲ့တတိကလေးအမတားမှာတန်ဖိုးရှိတယ်တခြားဘာဝနာတွေ بوا တာဟာတစ်ခါကနေကောင်းမြတ်တဲ့အကျိုးတွေဖြစ်ပေါ်နိုင်တာတော့ရှိတယ်ဟုတ်သို့သောဗုဒ္ဓံနုတ္တိဆိုတာကြတယ် လောကီကျိုးရောလောကုတ္တရာကျိုးရောအကျိုးအမျိုးဆုံးဒါကြောင့်မို့လို့အမျက်ဆုံးသောဘာဝနာဆိုတာဘုရားနုတ္တိပဲဘုရားရဲ့နောင်တော်တော်တဲ့မဟာနာမဆိုတဲ့တကဝိမင်းတူရှိသူကတက္ကရာကအဲ့မဟာနာမမင်းကြီးကမြတ်စွာဘုရားကိုရှောက်တယ်ရှင်ဘုရားတဲ့တပည့်တော်တို့အိမ်မှာနေတဲ့အခါကျတော့ အမျိုးမျိုးနေပုံနေနည်းအမျိုးမျိုးနဲ့နေကြတယ်ပေါ့လူတွေဆိုတာအတွေ့အမျိုးမျိုးအကြံအမျိုးမျိုးနဲ့အမျိုးမျိုးနေကြထိုင်ကြအဲ့လိုအမျိုးမျိုးနေတဲ့အထက်မှာဘယ်လိုနေရင်ကိုကောင်းမလဲဆိုတော့ဒါဆိုဗျာဗုဒ္ဓနုတ္တိပွားနေလို့ဟောတာပဲအဲ့ဒီမှာဝိသခါကိုလည်းအဲ့တိုင်းပဲဟောတယ်နံပါတ်1အနေနဲ့ဟောတာဗုဒ္ဓနုတ္တိပွားပေါ့ အေးမြတ်စွာဘုရားကိုဗုဒ္ဓရဲ့ဂုံကိုအယုံပြုပြီးတော့နေတယ်။ဒါပြင်ဒီပြည့်တို့ဗုဒ္ဓရဲ့ဂုံကိုအယုံပြုပြီးတော့နေဘလို့အကျိုးတွေဖြစ်လာတော့ဆို။ဘောဂုတ္တရာအကျိုးတွေလက်တွေ့အကျိုးတွေကိုကြည့်နော်။လောဘနဲ့တော့မတွေးနဲ့ပေါ့။ဗုဒ္ဓံတို့တည်းပွားပြီးတော့ထိပေါက်ချင်တာတွေပါရေတော့မလုံးနဲ့ပေါ့။အဲ့တော့ဗုဒ္ဓရဲ့ဂုံကိုပွားပြီးတော့ဘာဖြစ်လဲ။ဘုရားကုံတော့ပွားပြီးဘုရားကိုတတိယနေတဲ့အချိန်မှာ ုယ်တဏ္ဍမှာလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမာမနတွေလည်းမဖြစ်ဘူးအိတ်တမစ္ဆရိယတွေလည်းမဖြစ်ဘူးဒါသိကြအေးရာဂဒေါသမောဟတွေမဖြစ်ဘူးဆိုလို့ရှိရင်ကိုယ်စိတ်လေးရဖရားရဲ့အာယုံထဲမှာတဖြောင်းတည်းရှိရှိနေသည့်အတွက်ကြောင့်ဣတိပိသောဘဂဝါအရဟံကသဘုရားရဲ့အကုန်ကိုသိတယ်လို့ ဂုံတော်တစ်ခုစီတစ်ပါးစီတစ်ပါးစီနှလုံးသွင်းလိုက်တဲ့အခါကြလို့ရှိရင်ကိုယ့်ရဲ့စိတ်ကလေးဟာဂုံတော်ထဲမှာနစ်မြုပ်ပြီးတော့ဘာတွေဖြစ်လာဝမ်းသာကြည်နူးတဲ့ပီတိတွေဖြစ်လာဝမ်းမြောက်တာတွေဖြစ်လာတယ်ဝမ်းမြောက်တာဖြစ်လာလို့ရှိရင်ဒီကုလုံးတိမ့်တိမ့်တုံတဲ့ပီတိတွေဖြစ်လာတယ်ပီတိတွေဖြစ်လာလို့ရှိရင်ဘာဖြစ်လာပတ္တတိခန္ဓာကိုယ်ဟာငြိမ်းချမ်းလာတယ်ကိုယ်ရောစိတ်ရောငြိမ်းချမ်းလာတယ် ရင်ကျန်းလာတဲ့အခါဘာဖြစ်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေရလာဒါကရှောင်လွဲလို့မရဒီတစ်ခုဖြစ်လာရင်ကျန်တဲ့ဟာတွေဖြစ်လာတယ်အေဒုက္ခဆိုတဲ့ကိုချမ်းသာမှုစိတ်ချမ်းသာမှုရှိလာပြီဆိုလို့ရှိရင်ဘယ်တရားပဲနှလုံးသွင်းလိုက်သွင်းလိုက်တမာတိဆိုရင်တည်ငြိမ်မှုလေးကလွယ်တယ်ကိုရလာမှာပဲအဲ့ဒီတည်ငြိမ်မှုလေးရလာပြီဆိုတာနဲ့တပြိုင်နက်ဘာဖြစ်လဲ ယထာဘူတညာနာတတနာသဘာဝတရားတွေကိုစဉ်းစားပြီးဥလဲလိုက်တာနဲ့တမိုင်းနဲ့မှန်မှန်ကန်ကန်သိတယ်ဆိုတဲ့အသိဉာဏ်တွေရလာနိုင်တယ်။ဒါကဘုရားနုဒတိကဆက်နွယ်လာတဲ့အမတန်မှတန်ဖိုးရှိတဲ့အကျိုးတရားတွေအဲ့ဒီအကျိုးမျိုးမျိုးကိုရမယ်နော်။ဘုရားကိုးကွယ်တယ်ဆိုတာအဲ့ဒီလိုဟာမျိုးနဲ့ဘုရားနုဒတိဟောရမယ်။မြတ်ဆုံးသောဘာဝနာကမြတ်ဆုံးသောအကျိုးကိုရတယ်ဆိုတာအဲ့ဒါ လောကီအကျိုးဆိုတာအမျက်ဆုံးအကျိုးလို့ခေါ်လို့မရဘူး။ညက်တဲ့အကျိုးလို့ခေါ်လို့မရဘူး။ဘာဖြစ်တော့လောကီအကျိုးတွေကတရင်ကတခဏမြတ်။ဒါကသုံးတာဖြစ်လာတာကိုပွားတယ်လို့ခေါ်တာနော်။အေးယက်နေရင်လည်းပွားလမ်းလျှောက်နေရင်လည်းပွားထိုင်းနေရင်လည်းပွား။အိယာထဲမှာလျောင်းစစ်နေတဲ့အချိန်မှလည်းပွားတယ်။နောက်ဆုံးနေ့စဉ်နဲ့မြတ်စီဝါရေးလုပ်ငန်းတွေကိုလုပ်နေတယ် အယောင်းဝယ်တွေလှုပ်တယ်။ဘာလှုပ်ပဲဖြစ်ဖြစ်အလုတ်ကင်လှုပ်နေတယ်။လှုပ်ခိုင်းရင်လည်းကွာတဲ့မြတ်စွာဘုရား။နောက်ကုံကုံပြောတဲ့အခါကျတော့သာသမိတွေနဲ့အတူနေတဲ့အခါလည်းပဲကွာပါလို့ပြောတယ်။ဟာဗုဒ္ဓတုတ်တတိဆိုဘယ်ချိန်မှဆိုကွာလို့ဒီလိုပြောလို့တာ။